ရန်ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်အောင်တောင်ကြီးမြို့နယ်လွယ်တော်ကြီးရွာအုပ်စုနားဟစ်ကြီးရွာတွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းစင်းဆောင်ရွက်ပေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်အောင်သည်ပြည်နယ်ဝင်ကြီးများပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများတာဝန်ရှိသူများနဲ့အတူစက်တင်ဘာလ30ရက်နေ့နဲ့9နာရီခွဲကတောင်ကြီးမြို့လွယ်တော်ကြီးရွာအုပ်စုနားဟစ်ကြီးရွာ၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းစင်းဆောင်ရွက်ပေးကြကြောင်းသိရှိရပါတယ်။ဦးစွာပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်တောင်ကြီးမြို့နယ်လွယ်တော်ကျေးရွာအုပ်စုနားဟစ်ကျေးရွာရှိထီလိပ်ဖုံးတော်ကြီးကျောင်းတို့သွားရောက်၍ကျောင်းနိုင်ဆရာတော်ကြီးအားဖူးမြော်ကြီးညို၍လူပွဲဝတ္ထုပစ္စည်းနဝကာမလူငွေများစက္ကပ်လူဒန်းကြပါရယ်ထို့နောက်ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်ရှမ်းပြည်နယ်ဆွေရဖွဲ့နှင့်တောင်ကြီးမြို့နယ် ကျေးရွာအုပ်စုများရှိဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပါသည်။တွေ့ဆုံပွဲတွင်ပြည်내ဝင်ကြီးချုပ်ဦးအောင်ကပညာရေးကဏ္ဍ၊ကျန်းမာရေးကဏ္ဍနှင့်ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရန်တောင်ကြီးမြို့နယ်ရှိကျေးရွာများသို့လာရောက်ခြင်းဖြစ်ကြောင်းဒေသဖွံ့ဖြိုးရေးတွင်ပညာရေးကဏ္ဍ၌ကျောင်းသားကျောင်းသူများပညာသင်ကြားနိုင်ရေးသည်အရေးကြီးပါကြောင်း ကျမ်းမာရေးကဏ္ဍတွင် ကျမ်းမာမှသာလုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် လမ်းများကောင်းမွန်မှသာကုန်စည်ပို့ဆောင်နိုင်ရေးခီးတွားလာရေးကိစ္စရပ်များတွင်လွယ်ကူလျင်မြန်ချောမွေ့စွာတွာလာနိုင်မည်ဖြစ်ပြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုတိုးမြင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းစိုက်ပျိုးရေးကဏ္ဍတွင် စိုက်ဧကအထွက်တိုးရေးနှင့်ဈေးကွက်ရရှိရေးကိုလည်းစီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်းတောင်သူများကလည်း စိုက်ပျိုးရေးတွင်အဓိကသီးနှံများပန်းနိုင်ထွက်နှုံရရှိရေးဆောင်ရွက်ရန်တိတက်စိုက်ပျိုးရေးဆောင်ရွက်ရန်လိုအပ်ပါကြောင်းစိုက်ပျိုးရေးရရှိရေးကိုလည်းဆောင်ရွက်ပေးနေပါကြောင်းမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်နိုင်ငံတော်ကဆောင်ရွက်ပေးလျက်ရှိပါကြောင်းနားဟောင်းရေကန်ကိုဆယ်အဖြစ်ဆောင်ရွက်နိုင်ရန်အတွက်ကွင်းစင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဒေသခံပြည်သူများအနေဖြင့်စိုက်ပျိုးရေးမွေးမြူရေးပညာရေး ကျန်းမာရေးနှင့်လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများတွင်လိုအပ်ချက်များရှိပါကတင်ပြကြရန်လိုအပ်ပါကြောင်းတင်ပြချက်များအပေါ်ရှမ်းပြည်နယ်အစိုးရဖွဲ့နှင့်သက်ဆိုင်ရာပြည်နယ်ဆင့်ဌာနဆိုင်ရာများကပြန်လည်ရှင်းလင်းပြီးလုပ်ငန်းများကိုဦးစားပေးကဏ္ဍလိုက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ယင်းနောက်တွဲဆောင်ဝဲသို့တက်ရောက်လာကြသည့်တောင်ကြီးမြို့နယ်ရှိကျေးရွာအုပ်စုများမှကျေးရွာအုပ်ချုပ်ရေးမှူးများဒေသခံရမ်းမီရပ်ဖတ်များမှဒေသဖွံ့ဖြိုးရေးအတွက် ေတာလိုအပ်ချက်များတင်ပြကြရာပြည်နယ်စိုးရအဖွဲ့တွေ့ရမှုကဒေတာကံပြည်သူများ၏တင်ပြချက်များကိုစီစစ်၍ဦးစားပေးလုပ်ငန်းကဏ္ဍအလိုက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းတက်ဆိုင်ရာဌာနများကိုလည်းမြေပြင်ကွင်းစင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းပြည်သူလူထုများကလည်းဝိုင်းဝန်းပူပေါင်းပေးမှသာ လုပ်ငန်းများပုံမအောင်မြင်မှုရရှိမှာဖြစ်ပါကြောင်းမြို့မီမြို့ဖားများကလည်းရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှုများနှင့်တွေ့ဆုံရန်လိုအပ်ပါကြောင်းဖြစ်ဆက်ဆွေးနွေးပြီး ပြည်နယ်စည်းပွားရေးရာဝန်ကြီးကပအိုးဘာသာဖြင့်ဆွေးနွေးပြောကြားပြီးသက်ဆိုင်ရာပြည်နယ်ဆင့်ဌာနများမှတာဝန်ရှိသူများကလုပ်ငန်းများနှင့်ဆက်လင်း၍ပြန်လည်ရှင်းလင်းဖြေကြားကြပြီးပြည်နယ်ဝန်ကြီးချုပ်ကလုပ်ငန်းလိုအပ်ချက်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရပါသည်။ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကနှီးကုန်းချုပ်စကားပြောကြရာဒေသဖွံ့ဖြိုးရေးအတွက်လုပ်ငန်းများကိုဦးစားပေးကဏ္ဍလိုက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရမိရဖများဤတင်ပြချက်များကို ပေါင်းစပ်ညီနိုင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းမိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြေးရွာရှိပြည်သူများကဘူးပေါင်းပါဝင်ဆောင်ရွက်ပေးမှသာလုပ်ငန်းများအောင်မြင်၍ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်းဒေတာဖွံ့ဖြိုးရေးတွင်ဒေတာစိမ့်လန်းစုပြည်တာယာလပရေးကိုဆောင်ရွက်နေပြီးဒေတာကံပြည်သူများကလည်းမိမိကြီးရွာများစိမ့်လန်းစုပြည်ရေးအတွက်တစ်ပင်များစိုက်ပျိုးပေးကြရန်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်ကကြေးရွာများအတွဲချင်းမြင့်ဝင်များပေးရရာကြေးရွာများမှာတာဝန်ရှိသူများကလက်ခံခဲ့ကြပါတယ်။ထို့မှတဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်မိုင်းပြင်ကြေးရွာအုပ်စုစော်တော်ကြေးရွာအနီးပြူဒင်းကားကုမ္ပဏီလီမိတက်အထူးဒေသ6ပြောင်းလုပ်ငန်းနှင့်တောင်သူအကျိုးစီးပွားကာကွယ်ရေးအဖွဲ့မှပြောင်းအချောက်ခံစက်ရုံကို၎င်းနန်းဟောင်းကြေးရွာအုပ်စုနန်းဟောင်းကြေးရွာရှိနန်းဟောင်းရေကန်ကို၎င်း နန်းဟူးကျေးရွာအုပ်စုပလီလင်းကျေးရွာရှိတောင်ကြီးစလဲအတက်လန်းဆောင်ရွက်နေမှုကို၎င်းကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများကရှင်းလင်းတင်ပြကြပြီးပြည်내ဝန်ကြီးချုပ်ကလိုအပ်သည့်များကိုဖြည့်ဆွဲမှာကြား၍သက်ဆိုင်ရာဌာနများနှင့်ပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ